ခုကဘူဒါပက်မြို့ပေါ့ဟန်ဂရီနိုင်ငံဘူဒါပက်မြို့ရဲ့လိပ်ဆန်ယူနေကငှက်တွေကိုပြထားတဲ့နေရာပါ သူကအဲထူးခြားတာတစ်ခုကငှက်တွေကိုဒါမြန်မာနိုင်ငံတို့တခြားနိုင်ငံတို့လိုမျိုးမဟုတ်ဘဲနဲ့အဲငှက်တွေကိုမြန်မာနိုင်ငံမှာဆိုရင်တနေရာထဲမှာထားထားတာပေါ့နော်လိပ်ဆန်ယူမှာသူဒါပေမဲ့ဒီမှာတော့အဲငှက်တွေကိုသူရဲ့ သူတို့နေတဲ့နေရာအလိုက်ဒါခွဲထားပါတယ်သူရဲ့တဘာပဝင်ရှင်နေတူအောင်လှုပ်ထားတယ်ဘောနော်ခုနကပြောတဲ့ငှက်ကလေးဆိုတနေရာမှာပါအခုကျွန်တော်ပြတဲ့ငှက်ပေါ့နော်အဲ့ဒီငှက်တွေဆိုတခြားတနေရာမှာပါဒါအခုကျွန်တော်မြင်နေရတာဒါချိုးချနေတွေပါပေါ့နော်သူတနေရာတနေရာစီမှာသူတို့ရဲ့အဲနေထိုင်နေပဝင်းရှင်နေဖြစ်အောင်လှုပ်ပြီးတော့မှသူခွဲခြားထားပါတယ်ပေါ့ဒီမှာငှက်တွေဆိုလည်းတော်တော်ကိုအမျိုးစုံပါတယ်တချို့ငှက်တွေဆိုရင်ကျွန်တော်ဆိုရင်အရင်တော့ဆိုရင်ဒါ မမြင်ဘူးပေါ့နော်ဒီမှာဆိုဒီငှက်ကတော့တိပါတယ်ဒါကတော့ဒါတိတ်ငှက်ပါပေါ့ပြီးတဲ့ခါကျတော့ဒီမှာကဘဲလူဟာမျိုးကိုမှမပြန်နိုင်အောင်လို့ပေါ့အပေါ်ကနေမှကထားတယ်ပေါ့နော်ဒီလိုပင်ကွင်းငှက်တွေလည်းရှိပါတယ်ဒီမှာတော့ပင်ကွင်းကဒီမှာတော့နှစ်မျိုးလောက်ပဲရှိတာပါဒါပင်ကွင်းနဲ့ပတ်သက်ပြီးတော့လေဒီမှာပြထားတယ်ပေါ့နော်သူပင်ကွင်းဘယ်နှမျိုးရှိလဲပေါ့ဒီမှာအာဖရိကတိုင်းမှာတော့မှသူတို့ပင်ကွင်းရှိတယ်လို့ပြောပါတယ် အခုမြင်နေရတဲ့ငှက်တွေကတော့ဒါဥရောပရဲ့မျိုးရင်းငှက်တွေပါဒါပေမဲ့ဥရောပကနေပျောက်ကွယ်သွားပါပြီပေါ့နော်အဲ့ဒါသူတို့ကိုကြတော့ဒီကြောက်တောင်ပုံစံနဲ့အဲထားထားပါတယ်ဒီငှက်တွေဟိုပေါ့အရှင်တွေကျွေးလာတော့မသိပါဘူးဒီမှာကြွက်တွေတို့ငါးတွေတို့လည်းငှက်တွေကခြီးပြီးတော့မှဒီစားထားပါတယ် ဒါတွေရောဒီဓမ္မတွေရှိုက်မပြတော့ပါဘူးတော်တော်ကိုမှအဲဘယ်လိုပြောရမလဲသူတို့စားထားစားထားတာပေါ့နော်အခုတွေ့ရတဲ့ငှက်ကတော့ဒါဒါငှက်အသေးလေးတွေပေါ့ဒါကအမေဆုံးတော့မှတွေ့ရတဲ့ငှက်ကလေးတွေလို့ပြောပါတယ်သူတို့ကလည်းဒါတက်တက်ကိုမှအဲထားထားတာပေါ့နော်ဒါကတော့ဒါဩစတြေးလျတိုက်ပြကန်းမှာရှိတဲ့ immune ငှက်ပါပြီးတဲ့အခါကျတချို့ငှက်တွေကတော့ဒီလိုမျိုးဒါပေါ့အမိုးအကာ အလုံအောင်လို့ထားထားပါတယ်ဒီငှက်ဆိုရင်ဒါတော်တော်လေးကိုမှအာလှတယ်ပေါ့နော်ဒါကတော့ဒါကဆဝရီငှက်တွေပါကဆဝရီငှက်တွေအနာမကန်နေပေါ့အဲ့လိုမျိုးပြထားပါတယ်ဒါကတော့သူခယူးဆုံးငှက်လို့ခေါ်ပါတယ်တော်တော်ကိုမှထူးဆန်းပါတယ်ဒီလိုမျိုးအယောင်မှအနီရောင်တောက်တောက်နဲ့ရှိရဲတကူလို့နီရောင်တောက်တောက်နဲ့ရှိတဲ့ငှက်ကိုဒီဟန်ကီဒီကိုရောက်မှာပဲဒါမြင်ဘူးတာပါဒါဒုတိယတစ်ချိန်ပေါ့နော်အနက်ရောင်လည်းရှိပါအရင်တစ်ခေါက်လာတော့ဆိုရင် တို့အနီရောင်တောက်တာမဟုတ်ဘဲနဲ့တခြားအရာဟောင်ပေါ့လိမ်မောရောင် ရှိခါတော့မှကျွန်တော်မြင်ဘူးခဲ့တယ်လို့ထင်ပါတယ်ဒီမှာကြားတော့လေဒါခုနကပြောခဲ့သလိုပဲဒါမိုးလုံးလေလုံခန်းထဲမှာထားတဲ့ငှက်မျိုးတွေပါဗောနော်ဒီတလိษံယုံကတော်တော်ကူမကူစုံလင်ပါတယ်